ြိုးတကြီးတကြီးမြို့ပိုင်မင်းပုတ်လာနေတယ်ဗျချောင်းဝအောင်ရောက်နေပြီမြို့ပိုင်မင်းပုတ်ဆိုတာမြို့ပိုင်မင်းစီးတဲ့မော်တော်ကိုခေါ်တာပါဟေးဘယ်သူလဲကွာမြို့ပိုင်မင်းပုတ်ကိုတွေ့ခဲ့တယ်ဆိုတာကျွန်တော်ကြော်ဦးပါတကြီးရဲ့ကျွန်တော်ဖောင်တော်စိတ်မှာငားများနေနေဘုတ်ဝင်လာတာတွေ့လို့တကြီးကိုပြေးပြီးလာပြောတာပါဗျအေးအေးကွာအဲ့ဒါဆိုရင်မင်းကရွာသား၄-၅ယောက်ခေါ်ပြီးတော့ဖောင်တော်စိတ်ကိုလိုက်ခဲ့ကွာနော်ငါသွားနေမယ်ကြားလာကြော်ဦးဟုတ်ကဲ့တကြီးဟုတ်ကဲ့ ရွာသကြီးကျော်စင်ဟာမြို့ပိုင်မင်းရဲ့ဘုတ်လာနေတယ်ဆိုတော့ရွာသားကျော်ဦးရဲ့စကားသံကြောင့်ချင်းမကိုင်မီလက်မကိုင်မီပြရာခတ်သွားပြီးတော့အိမ်မော်ကနေစင်းကမော်တော်ဘုတ်ဆိုက်ကလာမဲ့ဖောင်တော်ရှိရာကိုအပြေးလေးသွားခဲ့ပါတယ်ခေတ်ကာလအချိန်ကတော့မြန်မာနိုင်ငံအားနေချက်အစိုးရရဲ့လက်ကင်တော့ဖြစ်တဲ့ရွာသကြီးဟာလည်းသူ့ရဲ့ယာရုတီမြဲရေးနဲ့မျက်နှာကောင်းရရှိရေးတို့တွေမြို့ပိုင်မင်းဟူသောအတန်ကိုကြားလိုက်တာနဲ့ပြရာခတ်ပြီးတော့ဖင်ထဲကိုဒုတ်ဝင်ကမြို့ပိုင်မင်းဆိုတဲ့ပုံကိုကြိုးစို့ဖို့အတွက်အပြေးလောသွားရောက်စောင့်ကြုံနေခြင်းဖြစ်ပါတယ် ရွာတကြီးဥကျော်စိန်ဖောင်တော်စိတ်ကိုရောက်ရှိလာပြီးခဏကြာမှာတော့မြို့ပိုင်မင်းရဲ့ဘုတ်ဟာရောက်ရှိလာခဲ့ပါတယ်။မော်တော်စိတ်ကန်တရာကိုစိုက်ကပ်ပြီးချိန်မှာတော့မော်တော်ပေါ်ကနေပလိတ်သားနှစ်ယောက်အရင်ဆင်းလာပြီးတော့မြို့ပိုင်မင်းဆိုသူဟာဆင်းလာခဲ့ပါတယ်။မြို့ပိုင်မင်းဆိုသူဟာကာကီယောင်ဘောင်းမီအတူဒူးပုံးကိုဝစ်စင်ထားပြီးတော့ကာကီယောင်အင်ကြီးနဲ့ဖော်အုပ်ထုပ်ကိုစောင်းထားပြီးစိုက်ကိုက်ကောင်းလာစွာနဲ့တလန်းချင်းစီရှောက်လာခဲ့ပါတယ်။အရိခေအဲ့ဒီချိန်ခါကမြို့ပိုင်မင်းကတော့မြန်မာလူမျိုးတူဖြစ်ပါတယ်။သူ့ရဲ့နာမည်ကဥခင်မောင်လာဖြစ်ပြီးတော့ဗုဒ္ဓဘာသာဝင်တူဦးလည်းဖြစ်ပါတယ်။မြို့ပိုင်မင်းနဲ့အဆောင် လိတ်သား၃ယောက်မြို့ပိုင်ရဲ့လူယုံမြအောင်တို့က၅ယောက်မော်တော်ဘော်ကနေဆင်းလာကြပြီးတော့ရွာတကြီးဥကျော်စိန်ရဲ့အိမ်ကြီးရှိရာရွာလေကိုဥကျော်စိန်နောက်ကနေလိုက်သွားခဲ့ကြပါတယ်ရွာသားများအမျိုးပိုင်မင်းကိုမိမိတို့ခြံဝင်းတွင်းကနေကြည့်ရှုနေကြပါတယ်ရွာတကြီးအိမ်တို့ရောက်ရှိကြပြီးတော့အဆောင်ပလိတ်သား၃ယောက်ကတကြီးအိမ်ရောက်ထပ်မှထိုင်နေကြစင်မှာတော့မြို့ပိုင်မင်းကတကြီးရဲ့အိမ်အပေါ်ထဲကိုတက်ရောက်သွားပြီးတော့ပလက်ကလတ်ထိုင်မှာဝင်ရောက်ထိုင်ချလိုက်ပြီးရွာတကြီးကိုမေးမြန်းလိုက်ပါတော့တယ် ဘလို့လဲတကြီးရဲ့နေမြေတွေရောအေးချမ်းရဲ့လားအခွန်တော်တွေရောအပြည့်စုံသွင်းကြရဲ့လားဗျနေမြေတွေကလည်းအေးချမ်းပါတယ်မြို့ပိုင်မှာခင်ဗျာအခွန်တော်ငွေတွေကလည်းကျွန်တော်ပိုင်ဆယ်ရွာအလုံးကြည်အောင်သွင်းမိကြပါပြီခင်ဗျာကောင်းတဲ့တကြီးရဲ့ကောင်းတယ်ကောင်းတယ်အဲ့ဒီလိုအတန်ပဲကြားကျင်တာဗျာ ကျုပ်လည်းတကြီးတို့ရောမရောက်တာလေးလလောက်ရှိသွားပြီဗျအခုမှအလုပ်တွေအားလုံးလာခဲ့ရတာချောင်းထဲမှာဘဲဟင်းတာတွေကြားရလားဗျာဟိုရုရှားဘဲတွေရောရောက်ကုန်ပြီလားဗျာကျုပ်လည်းမပြည့်ရတာကြာလို့လက်ရနေပြီတကြီးရေဘဲဟင်းတာတွေကတော့အဆုလိုက်ပြုံလိုက်အများကြီးတော့မကြဘူးမြို့ပိုင်မဲဟိုနားနှစ်ကောင်ဒီနားနှစ်ကောင်နဲ့ဇုံနှွဲလိုက်တော့အမြဲကြနေပါတယ်ရုရှားဘဲတွေကတော့အုတ်လိုက်ကြနေတာလာခွဲနှိပါကိုရှိသွားပြီမြို့ပိုင်မဲမြို့ပိုင်မဲဥခင်မောင်လာတောပြစ်တောလေဝါသနာပါသူဖြစ်ပါတယ် တကြီးဦးကျော်စိန်တို့ရွာကို2လတစ်ကြိမ်3လတစ်ကြိမ်ညအိတ်လာရောက်ပြီးတော့ရွာနီးပတ်ဝန်းကျင်မှာရှိတဲ့တောတွေထဲမှာဂျီတောဝဲတောကြောင်နေနဲ့ချောင်းများမှာကြက်စားလေးရှိတဲ့ဘဲဟင်းသားတွေရေဘဲတွေကိုပစ်ခတ်ပြီးတော့တောလိုက်လေးရှိပါတယ်။ယခုလိုမျိုးနရောပြာသူလာတွေဖြစ်တဲ့စောင်းရာတီကိုရောက်လို့ရှိရင်တော့အုတ်လိုက်ရောက်ရှိလာကြတဲ့ Siberia ငတ်လို့ခေါ်တဲ့ရခိုင်ဒေသသားရခိုင်လူမျိုးတွေခေါ်တဲ့ရုရှားဘဲများဟာအကောင်ရေယာနဲ့ချီပြီးတော့ရခိုင်ပြည်တွင်းမှာရှိတဲ့ပင်လယ်ပြင်နဲ့မြစ်ချောင်းတွေမှာရောက်လာကြစမြဲပင်ဖြစ်ပါတယ်။၎င်း Siberia ငတ်လို့ခေါ်တဲ့ရုရှား ားဘဲတွေဟာယခုလိုဒီဇင်ဘာလဇန်နဝါရီလနဲ့နရောပြတိုလာစောင်းရာသီကိုရောက်ပြီဆိုလျင်တော့၎င်းငယ်များနေထိုင်ရာစိုက်ဘေးရီးယားရုရှားနိုင်ငံမှာရှိတဲ့ကုန်းပိုင်းဒေသတွင်းကနေရေခဲရေခဲဖြင့်နေဖုံးလွှမ်းသွားတာကြောင့်အစာအိမ်စာရှားပါလွန်းလာတာကြောင့်မိုင်းထောင်ကြီးဝေးကွာလာတဲ့ရခိုင်ပြည်နယ်အတွင်းကိုနှစ်စဉ်လာရောက်ကြက်စားလေးရှိကြပါတယ်။အဲဒီရုရှားဘဲများဟာအိမ်မွေးဘဲငန်းနဲ့ခက်ဆင်ဆင်ဖြစ်ပြီးတော့လေတိုင်းနည်းနည်းတိုပါတယ်။ ဦးကောင်းပိုင်းမှာအညိုရောင်အမွေးတွေပါရှိပြီးတော့မျက်လုံးနှစ်ဖက်အထက်အောက်မှာအညိုရောင်အစင်းနှစ်စင်းရှိပြီးတော့အတောင်ပြားမှာတော့အညိုရောင်အမွေးအနှဲငယ်ပါရှိပါတယ်။တကောင်လင်းတပိတ်သက်ခွဲကနေနှစ်ပိတ်သာခန့်နေရှိကြပါတယ်။မျိုးပိုင်မဲဥခင်မောင်လက်မေးလိုက်တဲ့ရုရှားဘဲများကြနေပြီလားဆိုတာထိုဆိုင်ဘီးရီးယားငှက်တွေကိုမေးလိုက်ခြင်းဖြစ်ပါတယ်။တကြီးရေကျုပ်တို့မနှက်စာထမင်းစားပြီးလို့ရှိရင်ဘဲသွားပြစ်ကြမယ်ဗျာ။ညနေလောက်ရောက်တော့မှဂျီလေးတောကြောင်လေးပြစ်ရအောင်ဗျာ။ဟုတ်ကဲ့ပါမျိုးပိုင်မဲ ျွန်တော်တို့ရွာတင်းကြီးတောင်ကုန်းနေဘက်မှာဂျီနဂေါင်ရောက်နေတယ်လို့နွားကြောင်းတဲ့ရွာပြားကဘာပုဆိုတဲ့ကလေးတယောက်ပြောတာကြားမိတယ်ဗျာဟာဒါဆိုရင်တော့နင်းနင်းနန်းနန်းမှာပြည့်ရမှာပေါ့ဗျာ ကောင်းတဲ့တကြီးရေအဲ့ဒီတရင်သေးချောင်စုံစမ်းထားလိုက်အောင်ဗျာဟုတ်ကဲ့ပါတကြီးရေကျွန်တော်ရွာရွာစော်တယောက်ကိုစုံစမ်းခိုင်းထားလိုက်ပါမယ်မနက်စာစားတော့ပြီလို့နိုင်ဝက်ခန့်ကြမှာတော့မြို့ပိုင်မဲ့ဥခင်မောင်လာဟာသူ့ရဲ့နှလုံးမျိုးတနက်ကိုယူဆောင်ပြီးတော့ရွာတကြီးနဲ့အတူရွာသားနှစ်ယောက်နဲ့လောင်းလီတကြီးနဲ့စိုက်ဘေးရီးယားငတ်လို့ခေါ်တဲ့ရုရှားဘက်နဲ့ဘဲဟင်းသားတွေကိုပြစ်ဖို့အတွက်ချောင်းငယ်အတွင်းကနေမြစ်ကြီးတွင်းကိုထွက်လာခဲ့ကြပါတယ်ရွာတကြီးဦးကျော်စိန်ကလေသမားနှစ်ယောက်ကိုမြစ်ကြောင်းတိုင်းစုံစမ်းခိုင်းလိုက်ပြီးတော့ရုရှားဘက်နဲ့ဘဲဟင်းသားတွေကြက်စားပြော်ပါရရေးလေကောင်တောင်ထွန်းနေတဲ့ ကျွန်းရှိရာကိုလောင်းလေကိုလော်ခတ်ခိုင်းနေပါတယ်ဟိရမော်တော် ပုံမှန်မြင်နေရတဲ့ကျွန်းသားကိုရောက်လို့ရှိရင်လောင်းလေကိုမလော်နဲ့တော့ကွာရေစည်းတိုင်းမျောချပြီးတော့မင်းနဲ့ဘိုးသိန်းလည်းလောင်းလေထဲမှာပက်လက်လန်ပြီးတော့လိုက်ခဲ့ကြမောင်တို့ကငါချက်ပြတဲ့အခါကျလို့ရှိရင်လောင်းလေကိုတောင်ဘက်ကိုလှည့်ပြီးကြားလာခေါင်းမထောင်နဲ့နော်ဟုတ်ကဲ့ပါတကြီးရဲ့စိတ်ချပါဗျာဟုတ်ကဲ့ပါတကြီးရဲ့စိတ်ချပါဗျာကျွန်တော်ကတကြီးတို့တောပြင်းငက်ပြစ်ထွက်တိုင်းအမြဲတမ်းတကြီးတို့နဲ့အတူလောင်းလေလိုက်မောင်းပေးနေတဲ့သူပဲဥစားစိတ်ချစမ်းပါတကြီးရဲ့တကြီးဦးကျော်စိန်ကလောင်းလေပဲ့ကင်တဲ့သူမောင်ထွန်းကိုတေချာမာကြပြီးတော့ရေလေကျွန်းစီကိုမျောကြည့်လိုက်ပါတယ်ခလန်လမ်းမှမြင်တွေ့နေရတဲ့ရေလေကျွန်း ျွန်းလက်တာပြင်ပေါ်မှာရေးရေးလေးမြင်နေရတဲ့အဖြူရောင်ဆင်းရှိတဲ့ရုရှားဘဲတုပ်ကိုမြင်လဲရတာကြောင့်ဟုတ်မဟုတ်မဘဲတုပ်ကိုမြင်နေရပြီမြို့ပိုင်မဲ့အနာမြောက်ခင်မှာပဲမြို့ပိုင်မဲ့ကလောင်းလေဦးကိုမောက်လိုက်ပြီးတော့ခေါင်းပေါ်မှာခမောက်ကိုဖုံးထားပြီးတော့လောင်းလေကိုဘဲတုပ်ရှိတဲ့ဘက်ကိုလှည့်ပေးလိုက်ပါတယ်။ကောင်းပြီတကြီးကျုပ်အစင်းသိမ့်လှုပ်လိုက်မယ်။မျိုးပိုင်မင်းကလည်းလောင်းလေဦးဘက်မှာနှလုံးမျိုးတနက်ကိုအလိုက်တင်တင်လိုက်ပြီးတော့သူကိုယ်တိုင်ကလည်းလောင်းလေဦးဘက်ကိုဥကောင်းလဲလိုက်မောင်လေးရဲ့အနေထားပုံစံနေလိုက်ပြီးတော့ ခမောက်ကိုဥကောင်းထက်မှာစောင်းထားလိုက်ရလေပေါ်မှာခမောက်တလုံးတင်ထားတဲ့ပုံစံဖြစ်သွားပြီးတော့ခလန်းလန်းကကြည့်လိုက်လို့ရှိရင်တော့လူမရှိတဲ့လူမပါတဲ့လောင်းလင်တစည်းမြစ်ထဲမှာမျောလာနေတဲ့ပုံစံဖြစ်သွားခဲ့ပါတယ်။လေးယောက်မှာလေပေါ်မှာမောက်လျက်နေတာဖြစ်နေပါတယ်။ မျိုးပိုင်မင်းအားနှလုံးမျိုးတက်တဲ့ရဲ့ဘေညာပြောင်းနှုတ်အတွင်ကိုကိုလုံးကြည်စံလို့ခေါ်တဲ့ခဲသည်ကိုလုံးပါတဲ့ကြည်စံ၂တောင်းကိုထည့်လိုက်ပြီးတော့လေဦးကနေပြီးတော့ရှေ့ကိုမျောကြည့်ရင်းနဲ့လိုက်ပါလာခဲ့ပါတယ်။ရွာတကြီးဦးကျော်စင်ကတော့ရုရှားဘဲများနဲ့ခိုက်300ခန်းအကွာကိုလောင်းလေရောက်တာနဲ့လောင်းလေဦးကိုဘဲဦးရှိရာကျွတ်မဲ့ကိုဥတည်ခိုင်းလိုက်ပါတယ်။ပဲ့ကင်မောင်ထုံးကလည်းလောင်းလေအတွင်းကနေပက်လက်အနေထားမှနေ၍ ဥလဲလော်တက်ကိုအตาရလှူရှားပြီးတော့လောင်းလေကိုရေလယ်မှာရှိတဲ့တောင်ပြင်ဘက်သို့ဥလဲပေးလိုက်ပါတယ်။ရေစည်းတိုင်းတရွေ့ရွေ့နဲ့မျောပါလာတဲ့လောင်းလေကဘဲအုံများရှိရာလတာပြင်နဲ့နီးတဲ့နီးကပ်လာပါတယ်။ရုရှားဘဲအုံကအကောင်ရင်60ခန်းရှိပါတယ်။ဘဲအုံရှိရာကိုလောင်းလေဦးနီးကပ်လာတာနဲ့ခိုက်တရာခန့်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ ဘဲဥတီကလည်းမြစ်တွင်းကနေမျောပါလာတဲ့လောင်းလေကိုစူးစမ်းတဲ့အကြည့်တွေနဲ့ကြည့်ရှုကြပြီးလင်းလောင်းလေပေါ်မှာလူတူးတယောက်မှမတွေ့ရတဲ့အတွက်တကောင်နဲ့တကောင်အတန်ပေးရင်းနဲ့လာတာပြုံပေါ်မှာခုံပေါက်မျိုးထုနေကြပါတယ်လောင်းလေနဲ့ဘဲဥခိုင်90ခန်းအကွာကိုရောက်တဲ့အခါမှာတော့မြို့ပိုင်မဲဥခင်မောင်လက်ဟာနှလုံးမျိုးတနက်နဲ့ဘဲဥရှိရကိုတေချာစွာချိန်လိုက်ပြီးတော့တနက်ဘဲဘဲပြောင်းခလုတ်ကိုဆွဲညှစ်ချလိုက်ပါတယ် ဒိုင်ကနေဆိုတဲ့ပောက်ကွဲတန်တဲ့သူဘဲဦးကြီးကလန်ပြီးလင်တော့လာတာပြင်ပေါ်မှာလေးလန်၅လန်ခန့်မြအာယူပြေးလွှားပြီးတော့ကောင်းကင်ထက်ကိုပြန်တန်းညာပါတယ်ဘဲဦးကြီးကောင်းကင်ထက်ကိုပြန်ပြီးတော့ဝါတပြန်အမြင့်ခန့်ရောက်ရှိချိန်မှာတော့မြို့ပိုင်မင်းရဲ့နှလုံးမျိုးတနက်ညာဘက်ပြောင်းကနေပောက်ကွဲတန်ပေါ်ထွက်လာခဲ့ပါတယ်လေထဲမှာပြန်တန်းနေကြတဲ့ဘဲဦးအတွင်းကနေဘဲသုံးကောင်ကလာတာပြင်ပေါ်ကိုပြုတ်ကျလာတာကိုတွေ့မြင်ရပါတယ် fly shot လို့ခေါ်တဲ့ပြန်ဝဲနေစဉ်တွင်မှာပြစ်ခတ်လိုက်တဲ့ပြစ်ခတ်နေနဲ့ပြစ်ခတ်လိုက်ခြင်းဖြစ်ပါတယ်ဟာမြို့ပိုင်မင်းလက်ကတော့အရင်ကတက်တောင်ဖြောင်းလာသေးတယ်ဗျာ ်ပထမပစ်ချက်က၄កောင်ဒုတိယ fly shot ပစ်ချက်က၃កောင်အားလုံးပေါင်း9កောင်တောင်ထိတယ်ဗျာ ရွာတကြီးကအာရပါရပြောဆိုလိုက်ပြီးတော့ဖိုးသိန်းကိုဘဲသေးတွေကိုကောက်ယူခိုင်းလိုက်ပါတယ်။ကိုင်းတကြီးရေဘဲခုနှစ်ကောင်ရရပြီဗျာ။ရွာပြန်ကြရအောင်။ညကြလို့ရှိရင်လည်းជីထွက်ပြေးအောင်ပါလေ။ဒီနေ့ကင်းတော့တော်တော့ပါပြီဗျာ။မျိုးပိုင်မင်းရဲ့ပြောစကားဆုံးတာနဲ့တကြီးဥကျော်စင်ကလောင်းလေသမား၂ယောက်ကိုရွာစီကိုပြန်လဲခိုင်းပြီးတော့လော်ခတ်ခိုင်းလိုက်ပါတယ်။ရွာကိုပြန်ရောက်ကြပြီးတော့ရရှိခဲ့တဲ့ဘဲတွေကိုအမွှေးနှုတ်ပြီးတော့กินထားလိုက်ကြပါတယ်။မျိုးပိုင်မင်းကသူ့ရဲ့နှလုံးမျိုးတနက်ကိုသူ့ရဲ့လူယုံမြအောင်ကိုတိုက်ခိုင်းနေပါတယ်။ညနေ9:00အချိန်ခန့်မှာတော့မျိုးပိုင်မင်းဥခင်မောင်လက်နဲ့အဖွဲ့ဟာညစာ ထမင်းစားတော့ပြီးတာနဲ့တကြီးရဲ့အိမ်ပေါ်မှာရေနွေးချမ်းတောက်ရင်စကားပြောနေကြပါတယ် နေကင်းကစုံစမ်းခိုင်းထားတဲ့ဂျီတရင်ကဘာတူးလဲတကြီးရဲ့နွားចောင်းသားလေးဘာဘူးပြောတာကတော့ရွာသိန်းချိုင်းတောင်ကုန်းပေါ်မှာជីနှကောင်တွေ့ရတယ်။မနေ့ကညနေခင်းမှာနွားတွေအိမ်ပြန်မောင်းလာတဲ့အခါသိန်းချိုင်းသားညောင်မကြီးအောင်မှာတွေ့ခဲ့ရတယ်လို့ပြောတယ်ခင်ဗျာ။ဟာဒါဆိုရင်တော့ဟန်ကြတာပေါ့ဗျာ။ညာ9နာရီလောက်လာရောက်လဲရှိသေးတဲ့အချိန်ဆိုတော့မီးထိုးပြဖို့မလိုဘူးလေဗျာ။လာရောက်နေပဲပြစ်လို့ရတယ်ဗျာ။ရွာသိန်းချိုင်းတောင်ဆိုတော့တွားရတာပေါ့ဗျာ။နေ့လယ်ကလောင်းလေသမားနှစ်ယောက်ကိုပဲခေါ်သွားမယ်လေ။စကားပြောဆိုနေကြပြီးတော့ရေနွေးချမ်းတောက်နေကြစဉ်မှာညာ9နာရီထိုးနေပြီဖြစ်တာကြောင့်မျိုးပိုင်မေကနှလုံး မျိုးတက်တဲ့နဲ့ကြည်စံကပတ်ကိုယူပြီးတော့ရွာတကြီးဥကျော်စိန်က9000ဒိုတက်မီကိုယူပြီးအမဲလိုက်တမြောင်ကိုခါမှာပတ်ထိုးလိုက်လို့ အိမ်ရောက်ကိုဆင်းလာခဲ့ကြပါတယ်။အိမ်ရောက်မှာတော့ပလိတ်သား၃ယောက်ဟာကုတ်ပစ်ပေါ်မှာလဲလျောင်းနေကြပါတယ်။လောင်းလေးစိတ်ကိုရောက်လျင်တော့လောင်းလေးပေါ်မှာအသင်းစောင့်နေတဲ့လောင်းလေးသမားမောင်ထွန်းနဲ့ဖိုးသိန်းတို့နှစ်ယောက်ကိုတွေ့လိုက်ရပါတယ်။မျိုးပိုင်မင်းနဲ့တကြီးတို့နှစ်ယောက်ဟာလောင်းလေးပေါ်ကိုရောက်တာနဲ့လောင်းလေးကျိုးကိုဖြုတ်လိုက်ပြီးတော့ချောင်းအထက်ပိုင်းမက်စီကိုလှော်ခတ်ခိုင်းလိုက်ပါတယ်။လာဇန်းခုနှစ်ရဲ့လာရောက်နဲ့ချောင်းရည်ပြင်မှာလေပြေတိုက်ခတ်မှုတွေကြောင့်လိုင်းကျက်ကုတ်ကလေးတွေထနေတဲ့ချောင်းရည်ပြင်ကငွေရောင်တဖိဖိလက်နေပါတယ်။လောင်းလေးကိုလော်ခတ်လာတာဟာ15မိနစ်ခန့်ကြာမှတော့ရွာတင်းချိုင်းတောင်ကုန်းမှာရှိတဲ့ညောင်မင်းကြီးကညလိုက်အောင်အ အောင်မှာ15မိနစ်လောက်ကြာမှာတော့ရွာသိန်းချိုင်းတောင်ကုန်းမှာရှိတဲ့ညောင်မင်းကြီးကလိုက်အောင်အောင်မှာအုတ်ဆိုင်ညုံမိုင်းနေတဲ့အသွင်နဲ့တွေ့လိုက်ကြရပါတယ်။မောင်ထွေးအဲ့ဒီညောင်မင်းသားမယောက်ကခရာစုကြုံနေရှိတဲ့ဂမူလေးနားမှာလောင်းလေကိုဥထုဆိုင်ပြီးတော့ကတ်လိုက်ဟဲ့အတန်မထွက်စင်နဲ့နော်။ရွာတကြီးဥကျော်စင်ကမောင်ထွန်းကိုတီးလို့လေတန်းနဲ့ပြောလိုက်ပြီးတော့မြို့ပိုင်မင်းကလည်းမြို့ပိုင်မင်းခင်ဗျညောင်မင်းသားကခရာစုကြုံနားမှာလောင်းလေဆိုင်ပြီးတော့ညောင်မင်းအောက်ကိုအခြေအနေကြည့်ပြီးတော့ရှစ်ဆက်သွားတဲ့ဆက်ပြီးတော့သွားကြရပါဗျာ။မြို့ပိုင်မင်းဥခင်မောင်လာကလည်းနှလုံးမျိုးတနတ်မှာ၆လုံးကြည်တော်နှစ်တောင်ကိုပြောင်းရင်းမှာထိုးတဲ့ပြီးတော့ကြည်ထိုးထားလိုက် ုက်ပါတယ်။ကန်နာလေးကိုစိုက်ကတ်နေတာကိုစောင့်ဆိုင်းနေကြပါတယ်။လောင်းလေးဘော်ကမြို့ပိုင်မင်းနဲ့ရွာတကြီးတို့နှစ်ယောက်ဆင်းလာခဲ့ကြပြီးတော့ခရာစုကြုံနေရှိမှရှိတဲ့ကမူလေးရှိရာကိုတဖြည်းဖြည်းချင်းတိုးကတ်သွားခဲ့ကြပါတယ်။ကမူလေးကိုရောက်ရင်တော့နှစ်ယောက်သားထိုင်ချလိုက်ပြီးတော့ညောင်မင်ကြီးရဲ့အောက်ဖက်ကိုတေးချစွာစူးစိုက်ကြည့်လိုက်ကြပါတယ်။လာယောင်ရဲ့အလင်းမှာညောင်ရွက်တွေကြားကနေမပီဝိုးတဝါဟိုတကွက်ဒီတကွက်ကြနေတာကြောင့်တေးချစွာကြည့်ရှုကြရပါတယ်။ဟိုမှာတွေ့ပြီဗျ။ကြီးတကောင်ညောင်မင်ချင်းမှာမလုံမရှက်နဲ့ညိနေတာတွေ့လား။ဓမီမထိုးနဲ့တော့လာယောင်နဲ့ပဲပြစ်မယ်။မျိုးပိုင်မင်းကရွာတကြီးဥကြော့စိန်ကိုလေ သံနဲ့တီးလို့ပြောဆိုပြီးတော့လက်တွင်းမှာရှိတဲ့နှလုံးမြူတနက်ကိုညောင်မင်းရဲ့ပင်ချေရင်ကိုထိုးချိန်လိုက်ပါတယ်။တနက်ပြောင်းဝှက်ထိတ်မှာရှိတဲ့ချိန်သီးနဲ့ပြစ်မှတ်ကြီးရှိရာကိုတဲ့မှတ်စွာချိန်ရွယ်လိုက်ပြီးတော့တနက်မောင်းခလုတ်ကိုညှင်သာစွာဆွဲချလိုက်ပါတော့တယ်။အဲဒီချိန်မှာပဲကြည်စံဖင်ကိုမောင်းရိတ်တန်ကန်းနဲ့ရိုက်ခတ်လာတဲ့၆ဆိုတဲ့အတန်သာထွက်ပေါ်လာခဲ့ပါတယ်။ဘယ်ဘက်ပြောင်းရဲ့ခလုတ်ဆွဲညစ်ပြီးတော့ပြစ်လိုက်ခြင်းဖြစ်ပါတယ်။ဒါပေမဲ့လည်းကြည်ကတော့ထွက်မလာခဲ့ပါဘူး။မျိုးပိုင်မင်းဦးခင်မောင်းလက်လက်လက်ညိုးကိုညာဘက်ပြောင်းပြီးခလုတ်ပေါ်ပြောင်းလိုက်ပြီးတော့တေးချစွာချိန်ရွယ်ပြီးဒုတိယအကြိမ်ခလုတ်ကိုဆွဲညစ်ချလိုက်ပါတယ်။ဒါပေမဲ့လည်း ဒိုင်းဆိုတဲ့အတန်စားတနတ်တန်6ဆိုပြီးတော့ဒါမောင်းရိုက်တန်ထွက်ပေါ်လာခဲ့ပါတယ်မြို့ပိုင်မှာဥခင်မောင်လက်တယောက်စိတ်တူသွားခဲ့ပါတယ်ယခုပြည့်ရမထွက်တဲ့ကြည်စံများဟာအိမ်ကယူလာတဲ့အစ်စ်ချက်ချက်ကြည်စံများဖြစ်နေပါတယ်ယခုလိုမျိုးဖြစ်ရင်လည်းအကြောင်းမရှိပါဘူးအဲဒါကြောင့်မလို့နှလုံးမျိုးတနတ်ကိုဖြုတ်ယူလိုက်ပြီးတော့တနတ်ရဲ့ပြောင်းမှာပြန်သွင်းလိုက်ပြီးတော့မောင်းကိုပြန်တင်လိုက်ပါတယ်နှလုံးမျိုးတနတ်ဆိုတာကပြောင်းကိုချိုးပြီးတော့ပြန်တင်လိုက်တာနဲ့မောင်းတင်မိသားအသင့်ပြစ်ခတ်ရန်အနေထားဖြစ်ပါတယ်ကြည်နှစ်တောင်းဟာတကြီးဦးကျော်စင်ကိုလမ်းပေးလိုက်ပြီးတော့တနတ်ကိုညောင်းမင်းချင်းကိုထိုးချိန်ပြီးပြတ်မှတ်ရှိရာကိုပြစ်ခတ်လိုက်ပါတယ်ဒ ါပေမဲ့လည်း6ဆိုတဲ့အတန်ပဲထွက်ပေါ်လာခဲ့ပါတယ်။ကြည်စံကတော့လုံးဝကိုထွက်မလာခဲ့ပါဘူး။ညောင်မင်းအောက်မှာရှိနေတဲ့ဂျီကလည်းတွတ်တုတ်မြမလုပ်ပါဘူး။အဲဒီအချိန်မှာပဲမြို့ဝမယ်ဥခင်မောင်လက်လည်းစိတ်မရှိကျင်တော့ပါဘူး။ညာဘက်ပြောင်းရင်မှရှိတဲ့ကြည်စံကိုထပ်မံပြီးတော့ပြစ်ခတ်လိုက်ပြန်ပါတယ်။ဒါပေမဲ့လည်းရှေ့ကနီးတို့ပဲ6ဆိုတဲ့အတန်ကိုသာကြားလိုက်ရပါတယ်။ဥခင်မောင်လက်တယောက်ကသပင်မွေးညင်းများထောင်ထားသွားလောက်မယ်အံ့ဩသွားခဲ့ရပါတယ်။တနက်နဲ့၄ချက်တိတိပြစ်ပေမဲ့လည်းကြည်မထွက်တဲ့အခုလိုမျိုးအဖြစ်ပြက်ဟာသူ့တသက်မှာတခါမှကိုမတွေ့ကြုံခဲ့ဘူးတာပါ။ယခုတွေ့ကြုံနေခဲ့ရပါပြီ။အဲဒါကြောင့်လည်းကြည်စံမထွက်တဲ့ကြည်စံမ ိမကူးတဲ့ကြည်ကိုကြည်ကျင်မြင်ကျင်လာတဲ့အတွက်ကြောင့်ရွာတကြီးဥကျော်စိန်လက်ထဲကဓမီ9000နဲ့လက်နိတ်တမီကိုယူပြီးတော့ညောင်မင်အောက်မှာရှိတဲ့ကြည်ကိုလက်နိတ်တမီနဲ့ထိုးကြည့်လိုက်ပါတယ်လက်နိတ်တမီအရောင်အောက်မှာမြင်တွေ့လျရတဲ့မြင်ကွင်းကြောင့်ဥခိမောင်လက်နဲ့ရွာတကြီးဥကျော်စိန်တို့နှစ်ယောက်ကအံ့ဩတုန်လှုပ်ပြီးကြောက်လန့်သွားကြပြီးတော့ခြေထောက်များမှာရက်ရွမမြဲကြတော့ပဲဒူးထောက်လျက်ထိုင်လျက်သားကျသွားခဲ့ကြပါတယ်မျိုးပိုင်မင်းဥခိမောင်လက်ကတုံကြီးကြောက်ရွံ့သောအတန်နဲ့ဥကျော်စိန်ကိုပြောလိုက်ပါတယ်မားကုန်ပြီတကြီးအမားကြီးမားကုန်ပြီဗျာ ကြည်စံမထွက်လို့တော်သေးတယ်ဗျာကြည်စံသာထွက်လို့ရှိရင်ဒုက္ခကြီးကြီးရောက်ကုန်တော့မှာပဲရွာတကြီးဥကျော်စင်တယောက်လည်းဘာစကားစံမှာတော့ထွက်မလာခဲ့ပါဘူးတုံတုံချီချီနဲ့ညောင်မင်းအောက်ကသာစူးစိုက်ကြည့်နေမြကြည့်နေခဲ့ပါတယ်အတန်ကြာပြီးတော့မှအဲ့ဒါရွာဦးကျောင်းကဆရာတော်ကြီးဥဥက္ကဋ္ဌပဲမြို့ပိုင်မြဲဆရာတော်ကဒီမှာလာပြီးတော့တရားထိုင်နေတာကံကောင်းလို့ပေါ့မြို့ပိုင်မြဲကျွန်တော်တို့ကံကြီးထိုက်ပြီးထင်ပါတယ်ဗျာဘယ်လိုလုပ်ကြမလဲဆရာတော်ဘုရားတတ်တော်80ရှိတဲ့ဘုန်းကြီးပါဆရာတော်ကြီးကိုရှစ်ခိုးကြော့ပြီးတော့တောင်းပန်ကြတာပေါ့ဗျာကဲလာပါဗျာတကြီးဆရာတော်ကြီးနားသွားရအောင်မြို့ပိုင်မြဲကတကြီးကိုပြောဆိုပြီးတော့တနတ်ကိုလက်က တစ်ဖက်ကင်ပြီးတော့ကြံတစ်ဖက်ကလက်နှိတ်တက်မီကိုထိုးပြီးညောင်မင်းကြီးအောက်ကိုရှေ့ကဥဆောင်ပြီးတော့ထွက်ခွာသွားခဲ့ပါတယ်။ရွာတကြီးဥကျော်စိန်ကလည်းနောက်ကနေကက်လျက်လိုက်ပါသွားခဲ့ပါတယ်။ညောင်မင်းချေးမှရှိတဲ့ဆရာတော်ကြီးနားကိုရောက်တာနဲ့တပြိုင်နက်တည်းနှစ်ဦးသားလက်ဦးကိုစီခြိလိုက်ကြပြီးတော့ဆရာတော်ကြီးကိုရှေ့ကိုကြောလိုက်ကြပါတယ်။ဆရာတော်ကြီးကမျက်စိမိတ်ပြီးတင်မြေခွေထိုင်လျက်လက်ဝါးနှစ်ဖက်ကိုရှက်လျက်နဲ့တရားရှုမှတ်နေရန်ရှိပါတယ်။မျိုးပိုင်မင်းဦးခင်မောင်လန်းနဲ့ရွာတကြီးဥကျော်စိန်တို့ကလက်ဦးခြိလျက်သာဆရာတော်ကြီးနားမှာထိုင်နေကြပါတယ်။တနအီခန့်ကြာပြီးတော့မှဆရာတော်ကြီးကမျက်လုံးဖွင့်ကြည့်လိုက်ပြီးမေးပါတယ်။ဒဂါကြီးတို့ ဘာကိစ္စရှိလို့လဲကွယ်မှန်လားပါဖုံဖုံဗျာတပည့်တော်တို့ဆရာတော်ကိုပြစ်မမိလို့တောင်းပန်နေလို့ပါဗျာဩတကြီးတို့ပါလားဘာတွေများပြစ်မကြလို့လဲပြောကြစမ်းပါအောင်ကွယ်မှန်လားပါဗျာတပည့်တော်တို့ဆရာတော်တရားထိုင်နေတာကိုကြီးထင်မှတ်ပြီးတော့တနက်နဲ့ပြစ်မိပါတယ်ဗျာအဲ့ဒါတပည့်တော်တို့ခွင့်လွှတ်ပေးပါလို့ရှေကိုတောင်းပန်ပါတယ်ဗျာမျိုးပါမေဦးခင်မောင်လက်ကအဲ့ဒီလိုလျှောက်ထားတောင်းပန်လိုက်ပါတယ်တခါကြီးတို့ကဘုန်းကြီးမမသိလို့ပြစ်မိကြတာပဲကွယ်ဘုန်းကြီးခွင့်လွှတ်ပါတယ်ဆရာတော်ဗျာ ဆရာတော်မှာဈေးကောင်းဝါကောင်းအဆောင်လေးများရှိလို့ရှင် တပည့်တော်တို့စွန့်ပါဗျာဟဲ့တကားကြီးရဲ့ ဖုန်းကြီးမှာဘာအဆောင်မှမရှိပါဘူးကွ။ဘာဖြစ်လို့အဆောင်တောင်းနေကြတာတုန်းကွ။ဒီလိုပါဆရာတော်ဖရားရဲ့တပည့်တော်တို့ဆရာတော်တရားထိုင်နေတာကိုကြည်အမတ်နဲ့တနက်နဲ့ပြစ်မိပါတယ်ဖရား။ဒါပေမဲ့တနက်ကမီးမကူကြည်မထွက်ပါဘူးဖရား။အဲဒါကြောင့်မလို့ဆရာတော်မှာအဆောင်ရှိလို့သာလျင်ဒီလိုမျိုးတနက်မီးမကူကြည်မထွက်ဖြစ်ရတာပါဖရား။မီးမကူကြည်မထွက်တဲ့အဆောင်ကိုတပည့်တော်တို့လူကျင်လို့ပါဖရား။ဩဒါကြောင့်ဟုတ်ကွ။ဖုန်းကြီးမှာဘာအဆောင်မှမရှိပါဘူးကွ။ဖုန်းကြီးတရားထိုင်နေတော့မှတနက်မီးမကူကြည်စံမထွက်ဘူးဆိုတာဘာကြောင့်လဲသိကြလား။ဘာကြောင့်မှလဲရှင်ဖရား။ န်ကြီးတရားထိုင်နေစဉ်အချိန်မှာဖះကုံတော်၉ပါးရှိတဲ့ထဲကအရဟံကုံတော်ပွားများနေလိုပဲတခါကြီးတို့ရဲ့ဘုန်းကြီးတို့ရဲ့ဗုဒ္ဓဘုရားရှင်မြတ်ထူးခြားမြင့်မြတ်တော်မူလာတဲ့ကုံတော်တွေရှိတယ်ကွယ်၉ပါးသောကုံတော်တွေပေါ့ကွယ်အဲဒီလိုကုံတော်တွေကအရဟံဆိုတဲ့ကုံတော်တစ်ပါးတည်းကိုစူးစူးဆက်ဆက်ရွတ်ဖက်ပူဇော်ပွားများနေရင်ဒုက္ခသက်နဲ့ပြီးစေတယ်ကွယ်အနေရဲ့ကင်းစေနိုင်ပြီးတော့ဘေးဒုက္ခအပေါင်းအဝါနဲ့ကင်းဝေးစေတယ်ကွယ်အဲဒီလိုအရဟံကုံတော်တစ်ပါးတည်းကိုပဲနေရောညောင်မပြတ်ရွတ်ဖက်ပူဇော်ပွားများလို့ရှိရင်ထွက်ရပေါက်ပုတ်ကူတော်ဖြစ်တယ်လို့ကျမ်းစာပေစာ တွေနဲ့တော့ဖော်ပြရေးသားထားတာတွေအထင်ရှားရှိတယ်တခါကြီးတို့ရဲ့တင်ပါဗျာဆရာတော်ပြစ်မိလို့မိမကူကြည်မထွက်တဲ့ကြည်စံတရောင်းကိုတပည့်တော်ပြစ်ကြည့်ပြရစီဗျာခွင့်ပြုတော်မူပါမျိုးပိုင်မဲဦးခင်မောင်လက်ဟာလည်းဆရာတော်ကြီးကိုတောင်းမှလျှောက်ထားပြီးတော့နှလုံးမြူတနတ်ကိုမောင်းချိုးလိုက်ပြီးတော့ပြောင်းရင်တွင်းမှာရှိနေတဲ့ပြည့်ရမထွက်တဲ့ကြည်စံကိုတနတ်မောင်းပြန်တင်လိုက်ပြီးတော့မိုးပေါ်ကိုတနတ်ထောင်ပြီးတော့မောင်းကိုဆွဲညစ်ချလိုက်ပါတယ်အဲဒီချိန်မှာတော့ဒိုင်းကနေဆိုပြီးတော့ကျေလောင်စွာပောက်ကွဲသွားတဲ့တနတ်တန်နဲ့ညောင်မင်ကြီးအနီးနားမှာရှိတဲ့အိတ်နေကြတဲ့ကျင်းငက်တွေတောင်လန့်ဖြတ်ပြီးတော့ပြန်ပြေးတဲ့နေ ရာဆူညံသွားခဲ့ပါတယ်မြို့ပိုင်မြို့ဥက္ကမောင်လက်ကလည်းလက်အတွင်းကတနတ်အားပြောင်းချိုးပြီးတော့ပြောင်းရင်အတွင်းမှာရှိတဲ့ပြစ်ပီးသားကြည်စံခွန်နဲ့မထွက်ခဲ့တဲ့ကြည်စံတရောင်းကိုထုတ်ယူလိုက်ပြီးလင်ကြည်စံကပတ်အတွင်းသို့ပြန်ထည့်လိုက်ပြီးတော့ကြည်စံကပတ်အားခါးကနေချွတ်လိုက်ပြီးတော့နှလုံးမျိုးတနတ်နဲ့တကွာပူးပြီးတော့စုပ်ကင်ကဆရာတော်ကြီးရှေ့မှာခြားထားလိုက်ပါတယ်ဆရာတော်ဗျာဒီကနေ့ဒီချိန်ကစပြီးတော့တပည့်တော်ရဲ့ပိုင်ဆိုင်တဲ့ဒီတနတ်နဲ့ကြည်စံအားလုံးကိုဆရာတော်ကိုလှူပါတယ်ဗျာဒီနေ့ဒီချိန်ကစပြီးတော့တပည့်တော်လည်းအမဲပြစ်ခြင်းတောလိုက်ခြင်းအလုပ်ကိုဆွံ့လွတ်လိုက်ပါပြီဗျာ အရှင်ဘုရားကိုပြင်မာမိတဲ့အမားကိုလည်းခွန့်လွတ်တော်မူပါရန်ရှောက်ထားတောင်းပန်အပ်ပါရဲ့ဗျာမြို့ပိုင်မင်းဦးခင်မောင်လာရှေလျားစွာရှောက်ထားလိုက်ပြီးတော့တနက်နဲ့ကြီးစံကပတ်ကိုဆရာတော်ကြီးတန်ပေးရလိုက်လေရာဆရာတော်ကြီးကဒီမဲတကာကြီးရဲ့ဘုန်းကြီးတို့နဲ့ဒီလိုလက်နက်နဲ့ဆိုတာလုံးဝမအပ်ဆက်မသက်ဆိုင်ပါဘူးအဲဒါကြောင့်မလို့တကာမြို့ပိုင်ကြီးပဲပြန်ယူသွားပါဒါမှမဟုတ်ဟောရီရွာတကြီးဦးကျော်စင်ကိုပေးလိုက်ဖို့ကိုဒီကနေ့ဒီရက်ကနေစပြီးတော့တော်မပြစ်တော့ပဲနဲ့သူ့အသက်ကိုတတ်တဲ့ပါဏာတိပါတာဆိုတဲ့တိခါပုဂ္ဂိုလ်ဆောင်ထင်းပြီးတော့တရဝါရီရဲ့အသက် မတက်ပြတ်တော့ဘူးဆိုတဲ့အတွက်ဘုန်းကြီးတာရုခေါ်ပါတယ်တခါကြီးရယ်တာတုတာတုတာတု ဖုန်းကြီးလိုအသက်ရှည်ပါစေကွယ်ပေးတဲ့ဆုနဲ့တလုံးတဝရပြည့်စုံရပါလို့ဤဖေဟာမြို့ပိုင်မင်းနဲ့ရွာတကြီးဥကျော်စိန်တို့ဟာဆရာတော်ဥဟုတ်ကထကိုရှ िख ိုးဥချပြီးတော့ပြန်ခဲ့ကြပါတယ်မြို့ပိုင်မင်းဥခင်မောင်လာကလည်းနောက်တနေ့မိုးလင်းတာနဲ့သူ့ရဲ့ကိုပိုင်ပစ္စည်းတွေဖြစ်တဲ့နှလုံးမြူတနတ်နဲ့ကြည်စံတွေကိုရွာတကြီးဥကျော်စိန်ကိုအပိုင်ပေးရခဲ့ပြီးတော့ရွာဦးကျောင်းဆရာတော်ကြီးဥဟုတ်ကထကျောင်းကိုသွားပြီးတော့ပစ္စည်း၄ပါးတာရက်ကခံယူလိုက်ပြီးလင်မြို့ကိုပြန်လဲထွက်ခွာသွားခဲ့ပါတော့တယ်ဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနေတဲ့လိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီ တိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်